လူကြီးရပြောနေကြစကားတခွရှိပါတယ်။တင်ကိုနောက်ဘာမှမပါဘူးဆိုတာ။အခုနားထောင်ရမှာကတော့နောင်ဘွားတိစီစဉ်ချမ်းသာတွေကိုတယ်ဆောင်သွားဖို့စီစဉ်နေတဲ့အေဂရစ်တပားကြောင့်ပဲဖြစ်ပါတယ်။1984ခုနှစ်တရုတ်နိုင်ငံရဲ့ရွာငယ်လေးတရွာမှာလေသမားတွေဟာရေရင်းတူဖော်ရင်းနဲ့ကမ္ဘာရှည်အောင်သူတေသနာသမိုင်းမှာအရေးပါဆုံးတွေ့ရှိမှုကြီးတစ်ခုကိုအမှတ်မထင်တွေ့ရှိခဲ့ကြပါတယ်။အဲ့ဒါကတော့တရုတ်အေဂရစ်တပားရဲ့တင်းကျန်းကိုဝန်းရထားတဲ့ပုံမှန်လူရွယ်စား စစ်သား8000ကျော်လောက်ပါတဲ့အေယာမမြေရောက်ခန်းကြီးဖြစ်ပါတယ်။ဒါတွေအားလုံးရဲ့အစကတော့လွန်ခဲ့တဲ့ BC 246ခုနှစ်တုန်းကရင်းကြောင်လိုအမိရတဲ့အသက်73နှစ်ပဲရှိသေးတဲ့မင်းသားဟာတရုတ်နိုင်ငံရှေးမီနယ်ဘရင်ဖြစ်စတင်အာဏာရရှိလာခဲ့ပါတယ်။သူဟာစစ်ဖြစ်နေတဲ့တိုင်းနိုင်ငံ9ခုဖြစ်တဲ့ရှင်ဟန်ချူဝေးကျောင်းရန်ချီစားတဲ့ပြည်နယ်တွေကိုစုစည်းပြီးတော့ တရုတ်နိုင်ငံကိုပေါင်းစည်းပေးခဲ့ပြီးသူကလည်းတရုတ်နိုင်ငံရဲ့ပထမဆုံး agreement ဘီရင်ဖြစ်လာခဲ့ပါတယ်။ရင်းချောင်ဟာတရုတ်နိုင်ငံကို36နှစ်အုပ်စိုးခဲ့ပြီးနောက်ပိုင်းနှစ်တွေမှာတော့ထာဝရအသက်ရှင်နိုင်မဲ့နည်းလမ်းတွေနဲ့ဆေးတွေကိုရှာဖွေရင်းနဲ့ပဲအချိန်ကုန်ဆုံးခဲ့ပါတယ်။ရှာမတွေ့ရအဆုံးမှာတော့တမန်ခရီးမှာသူနဲ့အတူရှိနေဖို့အတွက်အဆောင်ရောင်ပြည့်နဲ့စစ်တပ်တခုကိုစတင်ဆောက်လုပ်စေခဲ့ပါတယ်။သူတိဆောက်ခဲ့တဲ့စစ်တပ်ဟာစစ်အင်္ဂါရဲ့၅ဘာနဲ့အညီရှိနေပြီးတော့ခြေလင်တက်ဓာတ်တက်လှန်တက်နဲ့မြင်းတက်တွေကလည်းသူ့နေရာနဲ့သူတိရှိနေပါတယ်။ ။ဒါပြင်ဘာမှဆောက်လို့မထားတဲ့အခန်းလွတ်တွေလည်းရှိနေတာမလို့ဧကရိရင်းကြောင်ဟာဒီစစ်တပ်ကြီးကိုအပိကြီးဆောက်လို့မပြီးခင်မှာပဲအနှိမ့်စသဘောနဲ့ကိစ္စချောသွားတာဖြစ်နိုင်ပါတယ်။တချို့နေရာတွေမှာဆိုရင်လေဂီတပညာရှင် အကသမားတွေအလုသမားတွေအစိုးရအရာရှိတွေနဲ့တိရစ္ဆာန်ရုပ်ထုငယ်လေးတွေပါတွေ့ရတဲ့တာမို့ဒီဂရိဟာတမလွန်ဘဝမှာပါတိုင်းပြည်တည်ဆောက်ချင်နေပုံရပါတယ်။ ဒီရုပ်ထုတွေအားလုံးကိုမြေသားနဲ့ပြုလုပ်ထားတာဖြစ်ပြီးတော့အဲ့လိုလုံနိုင်မှုအတွက်ဆိုရင်လည်းအလုံရောင်နဲ့အများကြီးမှာအလုံကျန်းသမား9သိန်း2000လောက်ကို A grade B ရင်းချံဟာအတင်းအားထဲမှာစေခိုင်းခဲ့ပါတယ်ဒီရုပ်ထုတွေတမိုင်လောက်အကွာမှာတော့ A grade ရင်းချံရဲ့အုပ်ကိုတည်ရှိနေပြီးတော့အထဲမှာဆိုရင်ကြောင်းမြေရေသနာတွေရှေးသုံးဆောင်ပစ္စည်းတွေဟာတောင်လိုပုံနေပြီးအဖိုးတန်ပြတာတွေကလည်းချောင်းလည်းလိုစီးဆင်းနေတယ်လို့ဆိုကြပါတယ် အတွင်းမှာရှိတဲ့ရဲစနာတွေကိုမထိခိုက်စေဘဲနဲ့တူးဖို့လိုရတဲ့နီးလန်းတွေမရှိသေးတာကြောင့်မို့လို့အဂရစ်ရင်းချရင်အုပ်ကအခုထိဒီတိုင်းရှိနေသေးတယ်လို့သိရပါတယ်မင်းတို့ရဲ့တမလွန်ဘွားကြီးကိုစီမှာတခုခုပါသွားခြင်းနဲ့ဆိုရင်တော့တက်တူးစာထိုးလိုက်ပါလို့အကြံပေးခြင်းပါတယ်